23ရက်ထဲနဲ့ပူပေါင်း6000အရေအတွက်ထိရောင်းခဲ့ရတယ်။ PA ရဲ့ရလတ်လေးကိုလာပြောပြရဲနေပေါ့နော်။ဘယ်နည်းလမ်းတွေသုံးလဲဆိုတာလာပြောပြမယ်။တစ်ခုပဲသုံးသွားတယ်။နောက်အခု PA ပြတဲ့ဒီဗီဒီယိုလေးဆိုရင် view တန်းချီမဟုတ်ပေမဲ့တင်လိုက်ပြီဆိုတာနဲ့ရောင်းအားချက်ချင်းလိုက်လာတဲ့ဗီဒီယိုတွေဖြစ်တယ်။နော်ဒီမှာ ရောင်းအားချက်ချင်းလိုက်လာတဲ့ဗီဒီယိုတွေဖြစ်တဲ့ဒီပုံမှာလည်းအားလုံးကို screen shot တွေပြပေးမယ်ပေါ့နော်အဲ့တော့ဒါက PA ကိုရိုင်းအခု73ရက်အတွင်းမှာတုံးနေတဲ့နီလန်းလေးတစ်ခုပေါ့နော်အဲ့တော့ဒီနီလန်းတုံးတက်ယုံနဲ့ရောင်းအားချက်ချင်းလိုက်လာမယ်လို့လည်း PA ပြောရဲတယ်။ဗာနီလန်းလေးเนาะအဲ့တော့ PA content အကြောင်းတွေ live တွေထဲမှာ video တွေထဲမှာသင်ပေးလို့ရှိရင်လေအမြဲတမ်းပြောတဲ့ content အမျိုးအစားတစ်ခုကပါလဲဆိုတော့ storytelling ဖြစ်တဲ့အားလုံး storytelling ပုံပြင်ပြောခြင်းဖြစ်တဲ့ ဲ့တော့အဲ့လိုမျိုး story telling လို့ပြောလိုက်တာ ਨੇ ပေါ့နော် PA ရဲ့တပည့်တွေတော်တော်များများ PA story telling သင်တန်းမရှိဘူးလားเนาะမေးကြတယ်အဲ့တော့ PA ကိုယ်တိုင်လည်း story telling သင်တန်းကိုတီးတန့်ဖွင့်ထားတာမရှိသေးဘူးဒါပေမဲ့အခု73ရက်မှာဒီနီလန်းတစ်ခုတည်းကိုပဲတီးတန့်သုံးလာတဲ့အခါမှာပေါ့နော်အော်เนาะရောင်းအားချက်ချင်းတကယ်ရရဲ့ဆိုတာတကယ်ပဲပေါ့နော်အဲ့ဒါကြောင့်မလို့ PA တို့လိုမျိုးပဲ online marketing လုပ်နေတဲ့သူတွေကိုလည်း story telling ပြောတတ်စေချင်တယ်လူတိုင်းရဲ့ဘဝမှာပြောပြလို့ကောင်းတဲ့အကြောင်းအရ ာတွေမှာအများကြီးပဲဒါပေမဲ့လို့တော်တော်များများဒီအကြောင်းအရာတွေကိုဘယ်ကနေဘလို့စပြောရမယ်မန်းတာမသိတာအဲ့ဒါကြောင့်မလို့ PA yes storytelling for online marketing လို့ခေါ်တဲ့နရက်စာ online သင်တန်းထဲမှာပေါ့နော်ဒီ storytelling အပိုင်းကိုလုံးဝအပြစ်အဝเนาะ special သင်ပေးမှာဖြစ်ပါတယ်ကိုဘဝမှာရှိတဲ့ကိုရဲ့တနေ့တာမှာရှိတဲ့ပဲအကြောင်းအရာကိုမဆိုလွယ်လွယ်လေးနဲ့ပေါ့နော်အကျင့်ဖြစ်တဲ့အထိเนาะ ဆွဲ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 ထုတ်ပြီးတော့မှ story telling ပြောတတ်ပြီးတော့အဲ story telling တွေထဲကနေကိုရောင်းတဲ့ product တွေကိုကိုရဲ့လုပ်ငန်းတွေကိုလူတွေပို့သိအောင်လူတွေပို့စိတ်ဝင်စားအောင်လုပ်လို့လည်းရတယ်ပေါ့နော်အဲ့တော့ story telling အပိုင်းချင်းချင်းနဲ့ကျွမ်းကျင်ချင်းနဲ့ဆိုရင် PA ရဲ့ story telling for online marketing လို့ခေါ်တဲ့နယက်စာ အသစ်ဆက်ဆက်ဖွင့်ထားတဲ့ online တင်နန်းထဲမှာလာပြီးတော့မှလေ့လာလို့ရပါတယ်ရှင်တင်နန်းကတော့30ရက်နေ့6လပိုင်းမှာစတင်မှာပဲဖြစ်တယ်အဲ့တော့အခုအပ်ထားလို့ရှင်ရင်တင်နန်းခြေပြရ3သိန်းပါဒါပေမဲ့ဒီဗီဒီယိုကနေလာလို့ရှင်9900နဲ့ PA ထားပေးနေအောင်ပါဗောနော်ဒါပေမဲ့9ရောက်စာပဲရပါတော့မယ်ရှင်စိတ်ဝင်စားတဲ့အချက်နဲ့ဆိုရင်ချက်ပေါက်ဆဲမှာအခုပဲလာအပ်လိုက်ပါ